မြန်မာရေးပြဿနာကိုဖြေရှင်းဖို့စက်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးကိစ္စမဟုတ်ဘဲပဋိပက္ခအခြေအနေပိုဆိုးသွားနိုင်တယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးဝါဝမဲဟာဆန်ကသတိပေးလိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးစည်းဝေးမတိုင်ခင်အာဆီယံနိုင်ငံသားဝင်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ပြီးမေ25ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။ရွေးကောက်ပွဲဟာနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ဖို့လုပ်နေတဲ့အပြင်းအထန်တစ်ခုဖြစ်လို့ အတိတ်ပဲမရှိသလိုအခြေအနေတွေပိုဆိုးလာနိုင်စေတဲ့အတွက်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့တောင်းဆိုပါရည်။အဲ့ဒီဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်ပြီးမှသာရွေးကောက်ပွဲဆိုင်ရာဆွေးနွေးမှုတွေလုပ်ဖို့ပြောဆိုထားပြီးအားလုံးပါဝင်တဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်မှသာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတည်းရဲ့ဖွဲ့စည်းနိုင်မယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးကပြောဆိုထားတာပါ။အပြည့်အမဟာမိတ်ခွန်းနဲ့ဖွဲ့ပြောခွင့်ရဘုံမကြီးစောကျော်ညွန့်ကသက်ဆိုင်သူတွေပါဝင်တဲ့ဆွေးနွေးရေးအခင်းအကျင်းဖြစ်ဖို့ မလေးရှားကနေစတင်ကြိုးပမ်းမှုဟာအားပြုစရာဖြစ်မျှော်လင့်လို့ရမယ်လို့တန်လွင်တိုင်းကိုပြောပါရည်။အစီအံကကြိုးပမ်းနေတဲ့သက်ဆိုင်သူများအားလုံးပါဝင်တဲ့စကားပြောဆိုတဲ့အခင်းကျင်းဆိုတာကတော့ဒီအချိန်မှာအခက်အခဲတွေစိတ်ပေါ်မှုတွေအများကြီးရှိတယ်ဆိုတာကတော့ပကတိရှိတရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လက်ခံပေးရမှာဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်မလောက်တာတဲ့စာလို့ရှိရင်တော့အခုမလေးရှားကနေစတင်ကြိုးပမ်း အလှုပ်ဆောင်နေတဲ့ဒီလှုပ်ရှားဆောင်ရွက်မှုတွေကတော့ကျွန်တော်တို့အနေနဲ့တော့ဘိုးစားပေါ့လေအပြုစရာတစ်ခုအနေနဲ့ကျွန်တော်တို့ကမျှလင့်လို့ရမယ်ထင်ပါတယ်ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအင်အားကြီးတရုတ်နဲ့ရုရှားနိုင်ငံတို့ကပေါ်ပေါ်ထင်ထင်အပြည့်အဝထောက်ခံထားပြီးလိုအပ်တဲ့အကူအညီတွေလည်းပံ့ပိုးပေးသွားဖို့ရှိနေတာပါစစ်ကောင်စီကလည်းမေလကုံအထိအပြစ်ရထားပြီးမဲ့ရဲသားတွေကိုပြစ်မှတ်ထားပြီးစာတင်ကြောင်းတွေအများပြည်သူနဲ့တက်ဆိုင်တဲ့နေရာတွေမှာလေကြောင်းတက်ခတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့အင်ဒိုနီးရှားကကုမ္ပဏီ54ခုဟာစက်ကောင်စီကိုအခွန်ငွေ၊လေယာဉ်စီနဲ့နှိပညာတွေပံ့ပိုးကူညီနေတယ်လို့ Justice for Myanmar ကမေ24ရက်နေ့မှာအသိပေးထားတာပါဒီချင်းတွေကြောင့်ရွေးကောက်ပွဲကျင်းပဖို့အင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ခံချက်ရရှိထားတဲ့စစ်ကောင်စီအနေနဲ့ဘုံသဘောတူညီချက်၅ရက်ပါဝင်အာဆီယံကိုကျူးဆိုင်မှာမဟုတ်ဘူးလို့လိလာသူတွေကထောက်ပြကြပါတယ်။ မြမရေးမှာတက်ဆိုင်သူတွေအားလုံးအပြည့်အခက်ရက်စဲဖို့တွဲဆုံညှိနှိုင်းမှုတွေလိုအပ်နေပြီးမြမနိုင်ငံဆိုင်ရာအာဆီယံထူးတက်တမန်တဦးကိုသုံးနှစ်တက်တန်းခန့်အပ်ဖို့အာဆီယံအဖွဲ့အတွင်းသဘောတူထားတယ်လို့မလေးရှားနိုင်ငံဂျာယီဝန်ကြီးကပြောထားတာပါမြို့သားညွရေးဆိုရအန်ယူဂျီကတော့အတင်းကျပ်ဖိအားပေးပြီးဆက်ဆက်ဆွေးနွေးစီခြင်းနဲ့အပြည့်ခက်ရက်စဲစီခြင်းကရေရှည်မှာပြဿနာပြည်လဲရေးကိုအထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့တမနာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ် အာဆီယံအနေနဲ့ဘုံရက်တီချက်သဘောထားတွေပေါ်ပေါက်နိုင်ရေးတွလိုင်းအင်အားစုတွေအချင်းချင်းတွဲဆောင်ဆွေးနွေးနိုင်မဲ့အခင်းအကျင်းတွေဖြစ်ပေါ်လာရေးကိုဥစွာအကူအညီပေးတင်တယ်လို့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောဆိုခဲ့တာပါမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါကလည်းမြမချက်တဲ့ကိုဖြစ်ရှင်းရမှာတိတိဆိတ်ထိတွေ့ဆက်ဆံမှုဟာထိရောက်တဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့46ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာအဖွဲ့အမစကားပြောကြားခဲ့တာပါ ာဆီယံလက်ကျောက်ကရဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံအနေနဲ့ပြီးခဲ့တဲ့ဧပြီလအတွင်းဝန်ကြီးချုပ်အန်နွာကစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကိုဘန်ကောက်မြို့မှာတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရအနေနဲ့အွန်လိုင်းကနေတွေ့ဆုံထားကြတာဖြစ်ပါတယ်။